ကင်ဆာယောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲအသက်အရွယ်မီ၍ကင်ဆာယောဂါလေးအဖြစ်များလာတဲ့နောက်မှာကင်ဆာကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့မေးခွန်းကိုလူအများစုသိကျင်လာကြပါတယ်တချို့ကင်ဆာတွေကကာကွယ်လို့မရပေမဲ့လူနေမှုပုံစံတွေကိုကြောင်းလဲခြင်းအပြင်ကင်ဆာဖြစ်နိုင်ခြေကိုရှော့ရှာနိုင်ပါတယ်ဘလူနီးလန်းတွေကကင်ဆာဖြစ်နိုင်ခြေကိုယောနေစေနိုင်လေ၁ဆီလင်းငွေကို 6မှာဆေးလေးကို ကိုရန်တောက်ရှင်ဒါမှမဟုတ်ကစင်ကန်ဆေးလေးငွေတွေကိုချူချိုက်ခြင်းစတာတွေဟာကင်ဆာဖြစ်နိုင်ခြေကိုတိတိတသာမြင့်တက်စေနိုင်ပါတယ်အထူးသဖြင့်အဆုတ်ကင်ဆာဂရင်းကင်ဆာလေကြောင်းကင်ဆာအသံအိုးကင်ဆာမှစလို့ကင်ဆာအများစုဟာဆေးလေးတောက်ရှင်နဲ့ဆက်ဆက်နေပါတယ်ဒါကြောင့်ဆေးလေးကိုဖျက်ဖို့လိုသလို ဆီလင်းငွေကိုလည်းတက်နိုင်တယ်လို့မရှူချိုင်းမိဖို့ကလည်းအရေးကြီးပါတယ်။နှစ်ကျန်းမာစေတဲ့အစားအစာတွေကိုစားသုံးပေးပါ။အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးတဲ့ခြင်းကကင်ဆာဖြစ်နိုင်ခြေချောရှာရမှာများစွာအထောက်အကူပြုပါလေ။အထူးသဖြင့်အသင့်စားအစားအစာတွေတာချေခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကင်ထားတဲ့အစားအစာတွေဟာကင်ဆာဖြစ်နိုင်ခြေကို ိုများစေနိုင်ပါတယ်။ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အသည့်အရွယ်အသားအငားနဲ့လက်ဆက်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုအပ်ပါတယ်။၃ကိုယ်လက်လှူရှာမှုပြုလုပ်ပါ ကိုယ်လေးချိန်ကိုထိန်းသိမ်းပါ။ကျန်းမာတဲ့ကိုယ်လေးချိန်ကိုထိန်းကြားခြင်းအပြင်ရင်သားကင်ဆာမုတ်ကြိုအိတ်ကင်ဆာအသည်ကင်ဆာဥမာကြီးကင်ဆာနဲ့ကြောက်ကဲ့ကင်ဆာတွေကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကိုလက်လှူရှားမှုပုံမှန်ပြုလုပ်တာလမ်းလျှောက်တာအားကစားပြုလုပ်တာစတာတွေနဲ့ကိုအလေးချိန်ကို ပုံမှန်ထိန်းချဖို့အရေးကြီးပါလေ။လေးကာကွယ်ဆေးထိုးပါ။တချို့သောကင်ဆာတွေဟာကျူတင်ကာကွယ်ဆေးထိုးခြင်းအပြင်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။အထူးသဖြင့် hepatitis b လို့ခေါ်တဲ့အသေးအတော်ဝါဘီမိုးကနေအစာပြုတဲ့အသေးကင်ဆာ human papilloma virus ကြောင့်ဖြစ်တဲ့တိမ်ကောင်းကင်ဆာ စတာတွေဟာကာကွယ်ဆေးနဲ့ကျူတင်ကာကွယ်နိုင်တဲ့ကင်ဆာအမျိုးအစားတွေပဲဖြစ်ပါလေ။ပုံမှန်ကျန်းမာရေးစစ်ဆေးပေးပါ။ကင်ဆာရောဂါကိုဖြစ်မလာအောင် မကာကွယ်နိုင်သည့်တိုင်အောင်စောစည်းစွာကျူတင်သိရှိခြင်းကရောဂါပိုမဆိုးအောင်ထိန်းချုပ်နိုင်မှာဖြစ်ပါလေ။ဒါကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကလည်းကင်ဆာရောဂါမဆိုးခင်မှာထိန်းချုပ်ကူတာနိုင်ဖို့ကူညီပေးနိုင်ပါလေ။ဒါကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးတာအမျိုးသမီးအမျိုးသားလိုက်အဖြစ်များတဲ့ကင်ဆာတွေကို အသက်အရွယ်လိုက်စစ်ဆေးတာတွေကို ပြုလုပ်ပေးသင့်ပါတယ်အထူးသဖြင့်လူတွေရဲ့လူမြင်မှုပုံစံနဲ့အစားအသောက်ပုံစံတွေတိတိတတ်တာပြောင်းလဲလာခြင်းကြောင့်ကင်ဆာရောဂါတွေတိတိတတ်တာအဖြစ်များလာရခြင်းဖြစ်ပါတယ်ဒါကြောင့်အခုကျွန်တော်ပြောခဲ့တဲ့နည်းလမ်းတွေကို လိုက်နာပြီးတော့ကျန်းမာရေးကိုဂရုတစိုက်ရှိဖို့လိုတဲ့အချိန် ကင်ဆာယောဂါနဲ့ပတ်သက်တဲ့ဘူဒ္ဓတွေကိုလည်းအမြဲမပြတ်လေ့လာပြီးတော့ကာကွယ်တင်ကြောင်းဘူဒ္ဓအနေနဲ့ညှဝေလိုက်ရခြင်း ဖြစ်ပါတယ်။ဒါကတော့ကင်ဆာယောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးပြည်ကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကိုမတ်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။